မင်္ဂလာပါကျွန်မဒီနေ့မှာ trigger ဆိုတဲ့စကားလုံးတစ်ခုကိုအားလုံးကိုမျှဝေပေးခြင်းနဲ့အဲဒီစကားလုံးကို psychology ပေါ့နော်ဒီစိတ်ပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေပဲဖြစ်စေဒီ trauma ပေါ့စိတ်ဒဏ်ရာတွေကုစားဖို့အတွက်မျှဝေတဲ့ဗီဒီယိုတွေရဲ့မှာတော့တော်တော်များများကြားဘူးကြတယ်ဒါပေမဲ့ကျွန်မကြားဘူးသမျှတော့သူ့ရဲ့အဓိက မြန်မာလိုအတိတ်ပဲကိုရှင်းရှင်းလင်းလင်းမပြောဘဲနဲ့ဒီစကလုံး trigger ဆိုတာကိုပဲအတိုက်ရိုက်ပြောကြတော့အချို့တွေအတွက်ဆိုရင်ဒီ trigger ဆိုတာကဘယ်လိုစကလုံးလဲဘာအတိတ်ပဲလဲအဲ့လိုမျိုးတိတိကျကျမသိတဲ့သူတွေအတွက်ကိုဒီဗီဒီယိုထဲမှာဒါကဘာလဲဆိုတာကိုကျွန်မကမျှဝေပေးချင်တာပေါ့နော်ဆိုတော့အချို့တွေကတော့သူ့ကိုဟိုတိုက်ရိုက်ဘာသာပြန်တာကအနာဘော်ထုတ်ကြတယ်ပေါ့ဥမာကျွန်မတို့ကကျွန်မတို့မျက်စိရှိမှာ အဲအဖြစ်အပျက်တစ်ခုခုမြင်လိုက်တယ်အကြောင်းအရာတစ်ခုခုမြင်လိုက်တယ်မဆိုရှယ်မီဒီယာမှာပဲဖြစ်စေအပြင်မှာပဲဖြစ်စေမြင်လိုက်တဲ့အခါမှာကိုယ့်ရဲ့ငကိုရှိရင်းဆွဲအရင်ကရှိနေတဲ့စိတ်ဓာတ်ရကပေါ်လာပြီးတော့မှမကောင်းတဲ့ emotion ထွက်လာတာပေါ့ပြောရရင်အနာဘောဒုက္ကြရယ်ပေါ့နော်မကောင်းတဲ့ emotion ဆိုတာကဒေါသထက်တာရှိမယ်မနာလိုတာရှိမယ်ဝမ်းနည်းတာစိတ်ဓာတ်ကြတာပေါ့နော်စိတ်ပူပန်တာအဲ့လိုမျိုးဟာကိုဖြစ်စေတဲ့အဖြစ်အပျက်ပေါ့ trigger ဖြစ်စေတယ်ပေါ့ဒီအဖြစ်အပျက်ကကျမကို trigger ဖြစ်စေတယ်ဆိုတော့ဥမာဟို အထားပါတော့အချိုးကကြတော့မိဘကအကိုကိုမချစ်ဘူးပေါ့နော်မချစ်ဘူးဆိုရယ်စိတ်တန်ညာသူ့ရဲ့ထရိုမာကရှိနေရရှိနေပေမဲ့အเจ้าမတိုက်ဆိုင်တဲ့အခါမှာအဲ့ဒါငုံရှိုးနေပြီးတော့အကယ်၍ကိုက Facebook ပေါ်မှာတယောက်ယောက်ကနေအာသူ့မိဘသူ့ကိုဘယ်လောက်ထိချစ်တယ်အဲ့လိုမျိုးကိုမြင်လာရတဲ့အခါမှာဟို emotion တစ်ခုဖြစ်သွားတာပေါ့မကောင်းတဲ့ emotion ပေါ်မှာမနာလိုတာလည်းဖြစ်ကောင်းဖြစ်မယ်ဒေါသထွက်တာလည်းဖြစ်ကောင်းဖြစ်မယ်ပိုကိုပိုတယ်ဆိုပြီးပြောတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါကိုဒီဖြစ်ပေကကျမတို့ trigger ဖြစ်စေရဲဆိုအဲ့ဒီဟာအဲ့ဒီအတိတ်ပဲပေါ့အဓိကအကြောင်းအရာတစ်ခုခုကိုမြင်လိုက်တဲ့အခါကိုယ့်ရဲ့စိတ်ဒဏ်ရာကပေါ်လာပြီးတော့မကောင်းတဲ့ emotion ဖြစ်လာခြင်းကိုဒါ trigger ဖြစ်တယ်လို့ကျမတို့ကခေါ်တာပေါ့နော် ဆိုတော့ကျမတို့မြန်မာစကားမှာအများကြားဘူးလေတခြားသူကိုတဲ့အာလက်ညိုးတစ်ချောင်းထိုးတာကကိုယ့်ဘက်ကိုလက်ညိုးအဲဟိုကိုယ့်ဘက်ကိုလက်သုံးချောင်းပြန်ထိုးတာနဲ့တူဝဲပေါ့နော်ဒီလိုမျိုးပေါ့အဲ့တော့ကိုကတခုခုကိုအဲ့ဒီအတွက်ကြောင့်ပေါ့နော်ဒီ trigger ဆက်စကလုံးနဲ့ပတ်သက်ပြီးရောပေါ့အဲတခုခုပေါ်မှာကိုက dash လုပ်တယ်ဝေဖန်တယ်ဝေဖန်တယ်ဥမာအဲမကောင်းမြင်တယ်ဒါဆိုရင်အဲ့လိုမျိုးဟာကကိုယ်မှာခံစားချက်တခုခုပေါ့အဓိကပြောရမယ်ဆိုရင် မကောင်းတဲ့ခံစားချက်မကောင်းတဲ့ emotion ပေါ့နော်အကြောင်းအရာတစ်ခုခုကိုမြင်လိုက်လို့အဲ့လိုမျိုးမကောင်းတဲ့ emotion တစ်ခုခုထွက်လာခြင်းကအဲ့ဒီဟာကိုတေချာလေးပြန်သုံးသပ်လိုက်မယ်ဆိုရင်ကိုဘွားရဲ့လိုအပ်ချက်တွေကိုအဲ့ဒါကပြောပြနေတာနဲ့အတူတူပဲခုနကကျွန်မပြောခဲ့တဲ့ဥပမာလိုပဲကိုကအငယ်တုန်းကမိဘအချစ်မခံရဘူးအဲ့ဒီဟာကကိုမှာ trauma ရှိနေရဲ့အဲ့ဒီခါမှာကိုအပြင်မှာပဲဖြစ်စေကိုရဲ့ဆိုရှယ်မီဒီယာမှာပဲဖြစ်စေတရားရောက်ကအဲဒီမိသားစုတစ်ခုကပေါ့နော် သူတို့ရဲ့တာသမီကိုအရင်ချစ်တဲ့ပုံလေးမျှဝေတယ်။မြင်လာရတဲ့အခါကိုကအချစ်မခံရတော့အဲ့ဒါကိုမြင်တော့မနာလိုစိတ်ဖြစ်တယ်။ဒါမှမဝင်ဝဲနေတယ်။အဲ့ဒါကိုကြည်လိုက်ခြင်းအပြင်ဟိုတစ်ဖက်ကနေပြန်ကြည့်ရင်ဒီသူတို့တွေမိဘကတာသမီကိုချစ်တာကိုမြင်လိုက်တဲ့ခဏမှာငါကဘာဖြစ်လို့ဒီခံစားချက်ပေါ့ဒီမကောင်းတဲ့ခံစားချက်ထွက်လာတာလဲဆိုတာကိုကြည်ပြီးတော့ကို့မှာဘာလို့အချက်ရှိနေလဲဆိုတာကိုကျမတို့ပြန်ပြီးတော့သုံးသက်လို့စင်ကျင်လို့ရတယ် ပေါ့နော်အဲ့ရဲ့အတွက်ကြောင့်အဟိုတချို့ကတော့ကို့မှာကပြည်စုံနေပြီးသားဆိုရင်ဥမာကို့ကို့မျိုးသားအရန်ချစ်တယ်ပေါ့ကို့ရဲ့အင်တာဘက်ကကို့ကိုအရန်ချစ်တယ်အဲ့လိုမျိုးအခြေအနေမျိုးမှာတော့အာဒီဆိုရှယ်မီဒီယာကတော့ပြင်ပမှာတော့မကို့ရဲ့တငယ်ချင်းကို့ရဲ့အစ်တကိုသူ့ရဲ့အမျိုးသားသူ့ရဲ့အင်တာဘက်ကလည်းပဲချစ်တယ်ဆိုတာမျိုးကိုမြင်လာရတဲ့အခါကျတော့ဟိုကပျော်တာပေါ့နော် ဟိုဘယ်လိုပြောမလဲစိတ်ထဲမှာသူ့အတွက်ကြည်ဥတာပေါ့။အော်သူလည်းပဲငါ့လိုအချစ်ခံရပါလားဆိုဒါကတော့ကိုမှဒါ trauma မရှိဘူးဆိုရဲအတိတ်ပဲပေါ့။တချို့ကြတော့ဖြစ်ကြတယ်ကိုကဘက်ကကိုကိုအပြေးဝဂယူးမဆိုင်ဘူးမချစ်ဘူး။အဲ့ဒါကိုကိုကိုတိုင်းတည်နေရင်ဒါပေမဲ့အဲ့ဒါကိုသူများကိုမပြောဘဲနဲ့ကိုဟာကိုပဲဒီစိတ်ထဲရအနေနဲ့မြုံထားတာ။အဲ့လိုအခြေအနေမျိုးမှာ ဒီအဲ social media ပဲဆိုပါတော့เนาะအခုခေတ်ကဖုန်းနဲ့အသုံးများတဲ့အတွက်ကြောင့် social media ပေါ်မှာတယောက်ယောက်ကအဲသူ့ရဲ့ internet ကသူ့ကိုအရင်ချစ်ပြီးတော့ view site တဲ့ဘယ်လိုမျိုးပြည်ပြည့်စုံအောင်ထားပါတယ်ဆိုတော့ post တစ်ခုကိုကိုကတွေးလိုက်တော့ကိုစိတ်ထဲမှာဒီ emotion တစ်ခုဖြစ်လာတယ်အဲ့ emotion ကိုကြည့်ပြီးတော့မှကိုမှာကို ရဲ့တကယ် reality ပေါ့နော်ကို့မှာရောဘာတွေလို့အဲ့နေရလဲဘာကြောင့်လို့ဒီ emotion ထွက်လာတာလဲဆိုတာကိုကျမတို့ကပြန်ပြီးတော့မှအဲဟိုသုံးသပ်လို့ရတာပေါ့ဒါဆိုငါ့ဘဝမှာဒါဒီတစ်ခုလို့နေလို့ပေါ့အဲ့လိုမျိုးဆိုတော့ဒီအတွက်ကြောင့်ဟိုခုနကစကားနဲ့ပြန်ပြောရရင်ဟိုတခုခုမှာဒီ trigger ဖြစ်တယ်ဆိုတာကကြတော့ဒါကျမတို့မှာဘာတွေလိုအပ်နေတယ်လဲဆိုတာကိုပြန်ပြီးတော့မိမောင်းထိုးပြတာ ਨੇ အတူတူပဲပေါ့เนาะအဲ့ဒီအတွက်အဲဟို သွားပြီးတော့မှကိုယ်မှာ feeling တစ်ခုခုဖြစ်လာတယ်ပေါ့အဲဥမာကျွန်မဆိုရင်ဘလို့ဖြစ်လဲဆိုတော့ဟိုစကားကိုအရင်လှအောင်မပြောတတ်ဘူးပေါ့နော်စကားကိုလှအောင်မပြောတတ်ဘူးတစားစင်ပြီးတော့မပြောတတ်ဘူးအဲအဲ့လိုမျိုးပြောမကောင်းဘူးလို့ကိုကိုကိုအတည်တယ် အဲ့လိုမျိုးမှာအာဒီလုပ်ငန်းခွင်တွေထဲမှာဆိုအဲ့လိုအထက်လူကြီးတွေနဲ့အရန်နေပဏံသိင်ပြီးတော့ဝယ်အရန်အပြောတွေကောင်းနေရဲ့သူတွေမြင်ကိုကအင်းပိုကိုပိုတယ်ပေါ့နော်အဲ့လိုမျိုးစိတ်ခံစားချက်ဖြစ်တာတကယ်လည်းအဲ့ဒီစိတ်ခံစားချက်ဖြစ်တာကိုပြန်ပြီးတော့မှ ကြည့်လိုက်တယ်ဆိုရင်နောက်ွယ်ရအောင်ပြန်ပြီးကြည့်လိုက်ရင်ကိုယ့်ရဲ့ဒီဟိုလိုအပ်ချက်ကိုကိုကပြန်မြင်လာတယ်။ကိုကသူတို့လိုကောင်းကောင်းမွန်မွန်မပြောတတ်ဘူး။ဟိုအဓိကကတော့လူတွေကိုကိုယ့်ဘက်ကိုပါလာအောင်တည်တည်ချာချာမစွဲဆောင်နိုင်တဲ့ skill ကိုမှလိုအပ်နေရဲဆိုတော့ကိုကသွားတွေ့တယ်။အဲ့ဒီအတွက်ကြောင့်တချို့မနာလိုစိတ်တွေ တချို့ဒေါသထွက်တာတွေအဲတချို့ဝမ်းနေတယ်အဲအဲ့စိတ်ခံစားချက်တွေပေါ်လာတိုင်းပေါ်လာတိုင်းပေါ့နော်အเจ้าရောတစ်ခုခုမှာအဲ့လိုမျိုးတွေပေါ်လာတဲ့အခါတိုင်းမှာအဲတစ်ဖက်ကနေပြီးတော့မှဒါကိုကဘာလဲလို့အဲ့နေလဲဆိုတော့ပြန်ပြီးတော့မှအာတိနိုင်ပြီးတော့ပြန်ပြီးတော့မိမောင်းထိုးပြတာ ਨੇ အတူတူပဲဒါကိုကျွန်မရှေ့မှာလည်းပဲဒါဥမာတွေအများကြီးကျွန်မပြောခဲ့ပြီးပြီပေါ့နော်အဲ့ဒီဥမာလေးပြန်နားထောင်လိုက်ရင်ဒါဟိုပြန်ပြီးတော့ရှင်းရှင်းလင်းလင်းသိလိမ့်မယ်အဲ့တော့ဒီရှေ့လျှောက်မှာကို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 ပြန်သိချင်ရင်ကိုရဲ့လိုဝဲချက်တွေကိုပြန်သိချင်နေဆိုရင် ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်အကြောင်းအရာတစ်ခုခုကိုမြင်လိုက်လို့ကိုက judge လုပ်လိုက်တယ်ဝေဖန်လိုက်တယ်အဓိကလည်းညှိုးထိုးလိုက်တယ်ဒါမှမဟုတ်ရင်ခုနကပြောတဲ့ trigger ဖြစ်တယ်ပေါ့နော် emotion ဖြစ်တယ်ဒေါသထွက်တာပို့ကိုပို့တယ်အမြင်ကိုကက်တယ်အဲ့လိုမျိုးတွေဖြစ်လာခဲ့ရင်အဲ့ဒီဟာကကိုယ့်ရဲ့ဒီလိုဝဲချက်ကိုပြန်ပြီးတော့မှပြောတာနဲ့အတူတူပဲခုနကပြောတဲ့အဲသူများတွေချစ်တာကိုအရင်နေမြင်မြင်မြင်တော့ဟို ပို့ကိုပို့တယ်လို့သူတို့ကအရင်နေပို့ပြနေရပါတော့ social media ပေါ်မှာအဲ့လောက်ကြီးဖြစ်เสียမလို့ဘာပါ냐အဲ့လိုမျိုးလေးစိတ်ခံစားချက်ထွက်လာတယ်ဆိုတာကကိုယ့်ရဲ့ဒီ မာရောဘာတွေလို့အဲ့နေလို့လဲအဲ့ဒါဥမာကိုကောတကယ်အချစ်မခံရလို့လားတကယ်ပဲဒီသူတို့တွေကတကယ်အမှန်တကယ်ပိုနေရလားဒါမှမဟုတ်အဲ့ဒီဟာတွေကကိုယ့်ကို trigger ဖြစ်စေရလားဆိုတာလေးကိုပြန်သိပြီးတော့ကိုယ့်ရဲ့ဘဝမှာလိုအပ်တဲ့အရာလေးတွေကိုပြန်သုံးသပ်လို့ရတယ်ပေါ့နော်ခုနလုပ်ငန်းခွင်ထဲမှာဆိုလဲအဲ့လိုပဲကိုနဲ့အမြင်မတူဟုတ်တယ်အမြင်မတူရင်အမြင်ကက်တယ်အမြင်ကက်တယ်ဆိုတာအဲ့အမြင်ကက်တာရဲ့နောက်မှာသူကဒီလိုမျိုးဝိတ္တတာလက္ခဏာတွေရှိလို့ကိုကအမြင်ကက်တယ်ဆိုရင်ကိုယ့်စီမှာဘာတွေလိုအပ်နေလို့လဲဆိုတာကိုကျမတို့တွေဒီပြန် အမ်ပြီးတော့မှဟိုသိနိုင်နေပေါ့နော်ဒါလေးကိုဒီ trigger ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေရင်းနဲ့မှဟိုတခြားသူကို judge လုပ်တယ်ဆိုတာကကိုယ့်စီမှာရောဘာတွေလိုအချက်တွေရှိနေလို့အဲ judge လုပ်ခြင်းကကိုယ့်ရဲ့ဘာတွေကဟိုကိုယ့်ရဲ့ဘယ်လိုပြောမလဲဟိုလိုအပ်နေတဲ့ဘယ်အပိုင်းတွေကိုမိမောင်းထိုးပြနေတယ်လဲဆိုတာကိုကျမတို့သိနိုင်နေဆိုတာလေးကိုမျှဝေရင်းနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်